တိုင်းဒေသကြီးနဲ့ပြည်နယ်အခြေပြုနိုင်ငံရေးပါတီတွေဟာဥပဒေအရ၅မြို့နယ်မှာယုံနေဖွင့်လှစ်ရမယ်လို့ပြဋ္ဌာန်းထားတာကြောင့်ယုံနေမဖွင့်နိုင်ရင်ရွေးကောက်ပွဲဝင်ရောက်ရှင်မြန်ခွင့်ရှိသေးလားမရှိတော့ဘူးလားဆိုတဲ့အပေါ်မေးခွန်းထုတ်မှုတွေရှိနေပါတယ်။နောက်ဆက်ကဟာနိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်းဥပဒေအစ်တကို2023ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီဥပဒေမှာတိုင်းဒေသကြီးပြည်နယ်မှာရှင်ပြန်မဲ့ပါတီတွေအနေနဲ့ပါတီဝင်အင်အား1000ကိုရပ်ပေါင်း90အတွင်စီယုံရမှာဖြစ်ကြောင်းပါတီယုံကွဲတွေကိုအ ਨੇ စုံမြို့နယ်၅မြို့နယ်မှာဖွင့်လှစ်ရမှာဖြစ်ကြောင်းပါရှိပါတယ်။လက်ရှိမြန်မာနိုင်ငံတော်မှာလက်နက်ကင်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပေါ်နေပြီးနောက်ဆက်က နဲ့မြန်မာတပ်မတော်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတော့ဘဲလက်နက်ကင်အင်အားစုတွေလက်အောက်ကိုရောက်ရှိနေတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့မြို့နယ်တွေမှာပါတီတွေရုံးခွဲတွေဖွင့်လှစ်ဖို့ခက်ခဲလျက်ရှိနေပါတယ်။ဥပဒေအရမြို့နယ်၅ခုမှာရုံးမဖွင့်နိုင်တဲ့ပါတီတွေအနေနဲ့တရားဝင်မှတ်ပုံတင်ဖို့ခက်ခဲသွားနိုင်ကြောင်းအဲ့ဒီအကျက်တဲ့အတွက်စဉ်းစားနိုင်တဲ့အချက်ကတော့တင်းနီယာပြောင်းကွာရုံးဖွင့်ခွင့်ပေးမလားဆိုတာဖြစ်တယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်က CNN သတင်းဌာနကိုပြောပါတယ်။အဲ့ဒီဥပဒေတိုင်းဆိုရင်တော့ငါးမျိုးနဲ့ဂျုံမဖွင့်နိုင်တဲ့ပါတီတွေကတော့တရားဝင်သက်ပုံတင်ဖို့ကတော့ခက်ခဲသွားမှာပါ အဲ့ဒါနဲ့တစ်ဆက်ဒီဟိုမူလဥရေတက်တန်းချက်မှာပြောင်းစုပါတီဆိုရင်ပါတီဝင်ဥရေကတသိန်းပြရမယ်ဂျုံပေါင်းက100တစ်ဆက်ချင်းနေကြဟိုအဲ့ဒါမျိုးကနေပြန်ရှော့ပေးလိုက်ရရှိတယ်ဆိုတော့အဲ့လိုရှော့ပေးတဲ့ဥစားလေးဥရေရနော်နတ်ဆက်ကပြင်ဆင်ပေးရရှိတယ်ဒါပေမဲ့ဒီတော့ဘုံချင်းတော့ဒီကိုသာဒီရဲ့ပါတီကိုကြိုင်လို့ပါတီဝင်ဥရေတစ်ထောင်ဆိုတာကတော့ဥတီအဖြစ်ဖြစ်တယ် ဒါကတော့ငါးမျိုးတွေဂျုံခွဲရမယ်ဆိုတော့အတူဖြစ်နိုင်တယ်။ဆိုတော့တစ်ခုဖြစ်နိုင်တာကတော့တတ်မှတ်တဲ့ area တစ်ခုမှာတော့ကိုစားပြုတဲ့ပါတီနေနဲ့မှတ်ပုံတင်တယ်။ဒီ area ဒီမှာမှတ်ပုံတင်ဥပဒေမှာပါတဲ့အရေးအတွက်ကိုဂျုံဖွင့်ဖို့ခက်ခဲနေဆိုရင်တစ်ခုဖြစ်နိုင်စဉ်းစားနိုင်တာက location ကိုပြောင်းခွင့်ပေးမှလားဆိုတာလေ။အဲ့ဒါလေးကတော့မပြောတတ်ဘူး။နော်အဲ့လိုဆိုရင်မှတ်ပုံတင်ခွင့်ရှောက်ထားတဲ့ပါတီတွေရဲ့ခုနကအခြေစိတ်တဲ့ဒေသတွေကိုပြောင်းပေးရမှာပေါ့။ ဒီမှာကြာချင်းစိတ်တဲ့ပါတီဟာတော့ကြာချင်းမစိတ်ဘူးဆိုတာဖြစ်သွားမှာပေါ့ဆိုတော့မူလရည်ရည်ချက်ပါတီထောင်တဲ့ရည်ရည်ချက်တဲ့ပါတီတွေနဲ့ပတ်သက်လို့ UEC ကလေးဆွေးနွေးပါတယ်အဲ့ဒါကတော့အလုံးအမလို့ဆွေးနွေးကြမယ် ပါတီဇွန်ဒီမိုကရေစီအထွေထွေရေးကောက်ပွဲကိုလာမယ့်2025ခုနှစ်ဒီဇင်ဘာလအတွင်းကျင်းပဖို့ရှိတာကြောင့်ပါတီတီထောင်ခွင့်လျှောက်ထားလူတွေအနေနဲ့မေလ9ရက်နေ့နောက်ဆုံးထားလျှောက်ထားဖို့ပြည်ထောင်စုရေးကောက်ပွဲကော်မရှင် UEC က2025ခုနှစ်ဧပြီလ10ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့အထိနိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်းဥပဒေပုံမှန်3အရလျှောက်ထားတဲ့ပါတီ28ပါတီရှိပြီးနိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်းဥပဒေပုံမှန်25အရနိုင်ငံရေးပါတီဖြစ်ဆက်လက်တီထောင်ခွင့်နဲ့မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ပါတီ50ပါတီစုစုပေါင်း89ပါတီရှိပြီးဖြစ်ကြောင်းပြည်ထောင်စုရေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေအကြောင်းအရဆိုရင်တက်မှတ်တဲ့အချိန်ကာလမှာယုံဖြစ်ဖြစ်ပါတီဝင်အရေးအတွက်ဖြစ်ဖြစ်မပြည့်မီပါကပါတီမပုံတင်ထဲမှာပြက်ပြဲသွားကြအောင်အဲ့ဒီလိုပြက်ပြဲသွားတဲ့အတွက်ယူကောက်ပွဲဝင်လို့မရတော့ကြအောင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP မှာအထွေထွေတွင်းရမှုဥမျိုးဆက်တွေက CNI သတင်းဌာနကိုပြောပါရစေဥပဒေ ကြောင်းအရာတို့တစ်ခုလေးပြောရင်ပေါ့နော်ဒါဆိုဥရိမာရေးထားတဲ့စာအရဆိုရင်တော့ဆက်မတဲ့အချိန်ကာလမှာအဲ့ဒီဟာကြီးဇုံးမဲပြပြပါတီဝင်ကြီးတွေ့တယ်ပြည့်ပြည့်မပြည့်မင်းသူကပါတီမဟုတ်နေရတယ်ပြက်ပြဲသွားတာပေါ့နော်ပြက်ပြဲသွားတာဆိုတော့ဒီတော့ဘယ်ဝင်လို့မရဘူးပေါ့ဗျာပါတီဖြစ်ကိုဆက်မရှိတော့တဲ့သဘောပေါ့ဒါဥရိကြောင်းရပေါ့တို့တော့ခုနကပြောသလိုဖြေလျှော့မှုတွေဟလာဟိုခုနကပြောသလိုနားလည်မှုပေးတာတွေပါတွေကလုံးလုံးရလာမရလာဆိုတာတွေကတော့လက်ရှိနားစကားအဆူရပုံပါပဲပြောချပါတယ်မပြည့်မင်းတော့ပါတီကလိုလျောက်ပြက်ချက်သိမ်း ီးစားဖြစ်သွားမှာပေါ့ဗျာအဲ့တော့နောက်ဆုံးအနေနဲ့ကတော့အချို့ဖြစ်ဆုံးမှုတွေဥပဒေကိုလည်းပြင်ဖြတ်တာမဟုတ်ဘဲနဲ့အဲလှုပ်လို့ရတာဆိုပြီးရှိနေတယ်ဥမာအပြင်ဝိနည်းရော၅ရင်းကိုအယုံမှာမဟုတ်တော့များလည်းပဲဆိုလိုတာဗျာဘုရားမြင့်တယ်မှာတနင်္ဂနွေနေ့ကပါတီရုံးနေဖွင့်လို့ဆိုရင်အသင်ပြည်ရဲ့မြို့နယ်မှာတနင်္ဂနွေရုံးနေကိုရှားကြီးတော်ပြီးအခွင့်အလမ်းကိုခွင့်ပြုပေးတယ်ဗျာဆောက်ပြီးဒါမျိုးလေးတွေပြင်ဆင်ပေးတာမျိုးလေးဆိုတော့လှုပ်လို့ချနိုင်နေဖြစ်နေတယ် တရှိမှာအေအာရခိုင်ပြည်နယ်ရှိ18မြို့တွေက14မြို့နယ်ကိုထိန်းချုပ်ထားပါတယ်။အဲ့ဒီမြို့နယ်တွေမှာတန်တွဲ၊ကွာ၊အန်၊မင်းပြား၊မြောက်ဦး၊မောင်တော်၊ရတိတောင်၊ပူတီတောင်၊ကြောက်တော်၊ပုံနာကျော်၊မန်အောင်၊ပောက်တော်၊တောင်ကုန်း၊မြေပုံစတဲ့ဒေသတွေဖြစ်ပါတယ်။အဲ့ဒီပြင်ချင်းမီနယ်ရဲ့85ရာခိုင်နှုန်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေကတင်ပိုက်ထိန်းချုပ်ထားနိုင်တယ်လို့2024ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာချင်းနီနောင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းယောမန်ကပြောကြားခဲ့ပါတယ်။အဲ့ဒီလိုပဲကြားပြည်နယ်မှာမြို့နယ်ကိုမြို့နယ်ရှိရာနတ်ဆက်ကနဲ့မြန်မာတပ်မတော်ကလွိုင်းကော်မြို့နယ်ကိုသာထိန်းချုပ် ထားနိုင်ပြီးကြံမျိုးနယ်တွေကိုလက်နက်ကင်အင်အားစုတွေကထိန်းချုပ်ထားပါဗျ။အဲ့ဒီတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့နိုင်ငံရေးပါတီတွေဟာမျိုးနယ်ငါးမျိုးနယ်မှာယုံနယ်မဖွင့်လှစ်နိုင်တဲ့အခြေအနေရောက်ရှိနေတာကြောင့်ဥပဒေအရရွေးကောက်ပွဲဝင်ရောက်ရှိမဲ့ဝင်ရှိသေးလားမရှိတော့ဘူးလားအငင်းပွားပွဲဖြစ်နေတယ်လို့နိုင်ငံရေးလှလှသူတွေကထောက်ပြကြပါဗျ။